2025ခုနှစ်ဧပြီလ22ရက်နေ့တွင်ဟူတီများကိုအမေရိကန်ကစစ်ရေးရဒုံးမြစ်တိုက်ခိုက်လာသောအခါယမန်တွင်ပြည်ပကပုံမပြင်းထန်လာခဲ့သည်လေကြောင်းတိုက်ခိုက်မှုအများပြားနှင့်စစ်စင်ရေးများစီစဉ်ပြီးနောက်ထွက်ပေါ်လာခြင်းဖြစ်သည်ဆိုပါလို့ရများသည့်ဒေသတွင်ငြိမ်းချမ်းရေးကိုထိခိုက်စေပြီးနိုင်ငံတကာတင်မောလမ်းကြောင်းများကိုချိန်ချောင်းနေသည့်ဟူတီများကိုတားဆီးရန်ရည်ရွယ်ခြင်းဖြစ်သည် မဂျာဒီမီဂါအမေရိကန်လေကြောင်းတိုက်ခိုက်မှုများသည် Rush Isha Yinan စိတ်ကံအပါဝင်ရေပါတော်ဟူတီတင်းရံများကိုတိုက်ခိုက်ခဲ့သည်ဤတိုက်ခိုက်မှုများသည်အကြီးအကျယ်ဆွေးဆုံမှုများကိုဖြစ်စေသည် Rush Isha တခုတည်းတိုက်ခိုက်မှုတွင်အနည်းဆုံးလူ80သေဆုံးပြီး192ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းများကဆိုသည်ဤဒီမှာခုအချိန်ထိပြည်ပခါအတွင်းဒေပော့များဆုံးပြည်များထဲမှတစ်ခုဖြစ်သည်ဤတိုက်ခိုက်မှုများ၏ရွေချက်မှာဟူတီများ၏လောင်စာရှင်နှင့်ငွေရေးကြေးရေး ရင်းမြစ်များကိုဖြတ်တောက်ရန်ဖြစ်ပြီး၎င်းတို့ဆက်လက်တိုက်ပွဲဝင်ရန်လိုအပ်သည်တမတော်ထရန်ကဟူတီများကိုစန့်ကျင်သည့်သဘောထားကိုပြပြသသာပြသခဲ့သည်ဟူတီများရဲ့တက္ကမှုတွေမရမချင်းအမေရိကန်ကဒေစီလောက်တဲ့အင်အားကိုအသုံးပြုသွားမည်လို့သူကပြောပါတယ်။နိုင်ငံကရေပင်လက်ရေကြောင်းလမ်းကြောင်းများနဲ့အမေရိကန်ဂျိုးစီဝါများကိုကာကွယ်ရန်အရေးကြီးကြောင်း၎င်းကပြောကြားခဲ့သည်။ ထိုင်းအစိုးရသည်အီရန်အားပြင်းထန်သောဒိပေးချက်ပေးခဲ့ပြီးဟူတီများကိုချက်ချင်းကူညီရာတွင်ရပ်တန့်ရန်တောင်းဆိုခဲ့သည်ဂျမန်နိုင်ငံမျိုးတော်ဆာနာအာတို့အမေရိကန်မြေတပ်မြေပြင်တပ်များဝင်ရောက်လာကြောင်းတည်င်းတရားဝင်ကြေညာခြင်းမရှိသေးပေသို့တော်လည်းဖြစ်နိုင်ခြေရှိသော မြေပြင်တပ်များအကြောင်းဆွေးနွေးမှုများရှိနေသည်ဆော်ဒီအာရေဗျနှင့် UAE တို့၏အကူအညီဖြင့်ဖြစ်နိုင်ခြေရှိသောယာယီအုပ်စုများသည့် ဟိုဒက်တာစိတ်ကံမျိုးကဲ့သို့အရေးကြီးသောနေရာများကိုပြန်လည်သိမ်းယူရန်တက္ကမှုများကိုစတင်ရန်စီစဉ်နေကြသည်ဆိုပါမြစ်ရှင်များအောင်မြင်ခြင်းရှိမရှိသည်ဒေတာတွင်နေဒေတာဆိုင်ရာအဖွဲ့များညီများကောင်းစွာအတူတူကလှုပ်ဆောင်နိုင်သည့်ဆိုသည့်အပေါ်တွင်မူတည်သည်ဤတုံးမြစ်စီလှုပ်ဆောင်မှုများသည်ကဘာဤအာယုံကိုဖန်ဆာခဲ့သည်အကြံဖက်မှုများနှင့်အရသာများအပေါ်တက်ရောက်မှုများပုံမှုများပြလာမည်ကိုလူအများကစိုးရိမ်နေကြသည် အီရန်နဲ့အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး၎င်းတို့အားနိုင်ငံတကာဥပဒေချိုးဖောက်မှုဟုခေါ်ဆိုခဲ့သည်။တချိန်တည်းမှာပင်ဟူတီများသည်ဒေတာတွင်းရှိအမေရိကန်ဂျိုးစီပေါ်များကိုလည်းပြန်လည်တိုက်ခိုက်ရန်ကတိပြုထားသည်။ဒါကမတိမငင်ဖြစ်မိအန်ဒီယာကိုတိုးစီပါသည်။အပြောင်းလဲတွေဆက်ဖြစ်လာတာနဲ့အမျှကဘာကြီးကရရမဲမှာဘာတွေဖြစ်လာမလဲဆိုတာကိုအနိကစောင့်ကြည့်နေကြပါလေ။ဤအခြေအနေရဲ့ရပ်တန့်များသည့်ဒေတာတွင်းလုံခြုံရေးနှင့် ၎င်း၏ပြည်သူများ၏လူသားချင်းစာနာတောက်တမှုဆိုင်ရာလူအချက်များကိုအကျိုးတရားစီမံဖြစ်သည်။